င်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့ဧပြီလ30ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်းကြည့်ပါပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့တဝဲရှိတော်ဒေတာမှာစစ်ကြောင်းဝင်လာလို့ဒေတာခန့်3000ကျော်ဆစ်ဆောင်နေရတဲ့သတင်း KNU မုံမြွနယ်မှာလေးချောင်းတိုက်ခိုက်မှုကြောင့်အရသား၄ဦးသေဆုံးခဲ့တဲ့တဲ့တင်နဲ့တရုံခရိုင်မှာ အေဘလာအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီးလေရင်တွေနဲ့နေစဉ်နှီးပါတိုက်ခိုက်ခဲ့တဲ့တဲ့တင်စစ်ကောင်စီကလူငယ်တွေကိုစစ်ရေးဖြူအဖြစ်အကျင့်သုံးပြီးစစ်ထဲတွန်းပို့နေတဲ့တဲ့တင်တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတဲ့တင်တွေမှာတော့ရီမင်မှာအမေရိကန်နဲ့ဗြိတိန်တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တဲ့တဲ့တင် မြမငင်းချမ်းရေမလေးရှားရဲ့တွန်းအားပေးမှုကိုစင်ကာပူနဲ့ကမ်ဘောဒီးယားတို့အထောက်ခံခဲ့တဲ့သတင်းတွေနဲ့အတူအာနာသိန်းကာလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါ။ တနင်္လာတိုင်းဒဝဲမြို့နယ်ဒဝဲအရှိတော်ဒေသကိုစစ်ကောင်စီကအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးလာတဲ့အတွက်ဒေသခံ၃၀၀ကျော်ဟာနေရဲဆုံကထွက်ပြေးတန်းရှောင်နေရတယ်လို့ဒေသခံတွေထံကနေသိရပါဗယ်။အင်အား၂၀၀ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာဧပြီလ၂၉ရက်နေ့ကစလို့ဒဝဲမြို့ကနေဒဝဲအရှိတော်ဒေသဖြစ်တဲ့တိခိဒေသဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ဒဝဲအရှိတော်ဒေသတွေဖြစ်တဲ့တယံငုံကျေးရွာ၊တင်ရန်လုံးကျေးရွာ ဝါကုံကျေးရွာအပါဝင်အနီးအနားကျေးရွာတွေကဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။တဝဲရှိတော်ဒေသခံတွေရဲ့ပြောပြချက်အရစစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာလို့မတိမ်းရှောင်ရင်ဖမ်းဆီးတပ်ဖြတ်တာနဲ့လူသားတိုင်းခက်ဖမ်းဆီးခံရတာတွေရှိနေတယ်လို့ပြောကြပါတယ်။စစ်ကောင်စီတဟာဧပြီလ30ရက်နေ့မနက်ပိုင်းမှာတော့ဝါကုံကျေးရွာအနီးရောက်ရှိလာပြီးတော်လိုင်းတပ်ဖွဲ့တွေနဲ့နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ကထိခင်းနယ်အဆက်ရှိစစ်ကောင်စီရဲ့ထိခါပြူဟာစခန်းကိုဒေါ်လာရေးတပ်ဖွဲ့တွေသိမ်းပိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကထိခင်းနယ်စပ်နဲ့တောင်သုံးလုံးကျေးရွာတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီဘက်ကလေကြောင်းကနေစတိုက်ပုံကျဲတာလက်နက်စီပစ်ခတ်နေတာကြောင့်ဧဝလာ20ရည်နေလောက်ကစတဲ့မီမြစ်တာမျိုးထီခီမျိုးနဲ့ဒေသတောင်သုံးလုံးကျေးရွာနဲ့ကြောင်မဲတောင်ကျေးရွာကဒေသခံတထောင်ချောဟာထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ် တော်လန်ရေးတပ်ဖွဲ့ရဲ့အဆိုအရစစ်ကောင်စီတဟထိထစခန်းကိုပြန်လည်ရရှိဖို့အတွက်ထိခိနယ်ဇက်ကိုအင်အားဖြည့်ဆည်းမှုတွေလှုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကအပြစ်ခတ်ရက်စဲကြောင်ကြေညာခဲ့ပေမဲ့ကရင်မျိုးသားစီယုံ KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့မုံမြင့်နယ်မှာလေကြောင်းတိုက်ခိုက်မှုကြောင့်အယတား၄ဦးသေဆုံးခဲ့ရပြီး၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့ KNU ဗဟိုက April 30ရက်နေ့မှာထုတ်ပြန်လာပါဗျ။ စစ်ကောင်စီတပ်ဟာဧပြီလ28ရက်နေ့ကတိုက်ပွဲမရှိပဲ KNU မုံမြို့နယ်ရဲ့ကျေးရွာ7ရွာကိုနေဆောင်ကနေပြစ်ခတ်တိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့တဲ့အတွက်အရသာပြည်သူတွေထိခိုက်ဒေဆုံးမှုတွေရှိခဲ့တာပါ။နေဆောင်တိုက်ခိုက်မှုကြောင့်မုံမြို့နယ်ရွာအင်းကျေးရွာနေအသက်28နှစ်ရွယ်ကိုသိန်းစောဦး၊ကညင်တိုင်းကျေးရွာနေအသက်50အရွယ်တွေဖြစ်တဲ့ဒေါ်ခိုင်ဝင်ဦးစိန်ရင်နဲ့အသက်44နှစ်ရွယ်ဒေါ်ဤရွှေဝင်းတို့ထိမှန်ဒေဆုံးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ဒါအပြင်ကညင်တိုင်းကျေးရွာနီအသက်2နှစ်ရွယ်ကလေးငယ်တဦးနဲ့အသက်53နှစ်ရွယ်ဦးအောင်မျိုးတို့ထိမှန်တမ်းရာရရှိခဲ့ပြီးနေအိမ်၄လုံးပျက်စီးခဲ့တာပါအမျိုးသားညီညွတ်ရေးဆိုရာ NUG လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့မှတ်တမ်းတွေအရငလင်းဖြစ်ပွားချိန်ကစပြီးဧပြီလ25ရက်နေ့ထိနိုင်ငံတော်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုတွေကြောင့်အရသား242ဦးသေဆုံးခဲ့ရပြီးတမ်းရာရရှိသူ400နီးပါးရှိခဲ့ပါတယ် အဲ့ဒီတိုက်ခိုက်မှုဟာငလင်းနံပြင်းထန်စွာခံစားခဲ့ရတဲ့သခိုင်းတိုင်းပါတယ်။လေဆောင်တိုက်ခိုက်မှုဖြစ်စဉ်52ခုဖြစ်ပွားခဲ့ပြီးတေဆုံခဲ့သူ80ဦးနဲ့ဒဏ်ရာရရှိသူ122ဦးအထိအများဆုံးဖြစ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ထမှန်ပြီစစ်ကောင်စီအာဏာသိမ်းထားတဲ့1549ရာတွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့အစည်းအဝေးကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီတောင်နိုင်ငံတော်မှအာနာသိန်းဟုဖြစ်ခဲ့တဲ့1549ရက်တွင်အစံဖတ်သက်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6589ဦးအထိရှိလာပြီဖြစ်ပါတယ်ဒါပြင်ဖန်စီထိန်သိမ်းခံထားရသူ2989ဦးအထိရှိလာပြီးခပြီးပြည်လဲလူများလာသူ6903ဦးအထိရှိလာပြီးခပါတယ်။မွန်ပြည်နယ်မှာတော့အာနာသိမ်းမှုကာလတွေအတွင်း စစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကုညီဆောက်ရှောက်ရေးတန်းထမ်းမှရယူဖော်ပြတာဖြစ်ပါတယ်။ပဲခူးတိုင်းဝေါ်မြွနဲ့အခြေဆိုင်စစ်ကောင်စီရဲ့အုံသိတုံညာအမြောက်တဟာတထုံခရိုင်စိုက်ချုံမြွနဲ့အတွင်းရှိကျေးရွာတွေကို နေ့စဉ်တိုက်ပွဲဖြစ်ပွားမှုရှိပဲလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။ဒီအကြောင်းကိုတော့အင်မီယောင်ကတင်ဆက်ပေးထားပါတယ်။မွန်ပြည်နယ်တထွန်းခရိုင်မှာဧပြီလ1ရက်အတွင်းစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလက်နက်ကြီးပါဝင်လေရင်တွေနဲ့ပါနေ့စဉ်ဒီပါဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကတန်လွင်တိုင်းကိုပြောပါတယ်။ပဲခူးတိုင်းဝေါ်မြို့နယ်လက်ပံရွာခြေဆိုင်စစ်ကောင်စီလက်အောက်ခံတပ်အမှတ်310အမြောက်တပ်ဟာ တထုံလျိုင်းကြိုက်ထုံမြို့နယ်တွင်ရှိကြီးရွာတွေကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲနေ့စဉ်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေတာပါ။ဒါအပြင်စစ်ကောင်စီရဲ့လေရင်တွေလည်းမကြာခဏလာရောက်ပြီးပုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်နေတာကြောင့်ဒေသခံပြည်သူတွေထိခိုက်ဒိဆုံးမှုပြီးနေအိမ်ပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ KNU တထုံခရိုင်တွင်ရှိမှုဘဒူစောအေးနိုင်ကတော့လက်ရှိစစ်ကောင်စီကပြစ်ခတ်ရစဲတယ်လို့ထုတ်ပြန်ကြေညာထားတဲ့ကာလမှာ တထုံခရိုင်တွင်လေရင်နဲ့ဘုံကျဲတိုက်ခိုက်တာတွေလက်နက်ကြီးပစ်ခတ်တာတွေကိုဇက်တိုက်လုဆောင်နေတယ်လို့ပြောပါတယ်။ဒီဇူလာနေရက်နေ့ကနေ22ရက်နေ့ထိ2023ရက်ကနေ30ရက်နေ့ထိတော့တက်ဆက်အမြင်နဲ့တော့ပြစ်ခတ်ရဆိုင်ပြင်ရထားတယ်။အဲ့ဒီပြစ်ခတ်ရဆိုင်ပြင်ရထားတဲ့ကာလအတွင်းမှာအဲ့ဒီကိုကြီးတောင်းတို့လေပြန်နဲ့ဘုံကျဲတယ်အဲ့ဒီတက်ထုံမြို့နယ်ဘက်ကတော့အဲ့ဒီရောဘတ်ဆာရဲမှာကိုကျဲဆက်တဲ့ နာတော့အဲ့ဒီလက်နဲ့ကြီးနေတဲ့အဲ့ဒီကြီးရွာမှာလက်နဲ့ကြီးတွေလာပြည်တာတွေရှိတယ်။ဒါနဲ့သူတို့ရဲ့အဲ့ဒီအစိခရဆိုင်ထောက်ပြကြီးညာတဲ့ကာလအတွင်းမှာတော့သူတို့တွေမြေသာသဲနဲ့အဲ့ဒီကြီးလူတို့ရဲ့သုံးရကြောင်းရနေရတဲ့အရာတွေကိုဆောင်ရွက်ခဲ့တာပေါ့။ဒါအပြင်စစ်ကောင်စီကလက်နဲ့ကြီးတွေလေးနေနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့နေရာတွေဟာ တော်လိုင်းအင်အားစုတွေရှိတဲ့နေရာမဟုတ်ဘဲ ေသခံတွေနေထိုင်ရာကြီးရွာတွေဖြစ်ပြီးတာဟာစစ်ကောင်စီကပြည်သူတွေကိုရွေချက်ရှိရှိပြစ်ခတ်တိုက်ခိုက်တာဖြစ်တယ်လို့သူကစပြောပါတယ်။ဒေသခံတွေကတော့စစ်ကောင်စီကလက်နက်ကြီးအပြင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မြို့ပေါ်ကိုစစ်ပေးရှောင်လာသူထောင်နဲ့ချီရှိလာသလိုလက်ရှိစစ်ပေးရှောင်တွေနေနဲ့ဖုန်ကြီးကျောင်းတွေနီးစပ်ရာအိမ်တွေမှာနေထိုင်ကြပြီးအဆင်ပြေသလိုစားတောက်နေထိုင်ရတယ်လို့ပြောပါတယ်။ အတော့တော့ရှိနေတယ်ဘုံဒီမလေးမလေးကြီးကတမိုင်းဘုံဒီမလေးကြီးကအာသူမီးရနေတော့ဟိုမီးရအိမ်ကြီးဘယ်လိုအလျော်မလေးရလို့မှနေကြတော့အခက်ခဲရတော့သောင်းဝင်းကြီးရောဒါအီတာရီယာမျိုးရောနေမှာတော့လူကံပြီးတော့ပြုံးမရတာပေါ့ဒါပြင်လက်ရှိစစ်ပေးရှောင်ရီအတွက်မြန်လာတာနဲ့အမျှအခြေခံစားတောက်ကုန်တွေပြင်စီးဝါနဲ့သုံးဆောင်ပစ္စည်းတွေပါလိုအပ်ချက်ရှိလာပြီးအရေးပေါ်ကူညီတွေလည်းလိုအပ်လာနိုင်တယ်လို့သူကဆက်ပြောပါတယ်။လက်ရှိမှာစစ်ကောင်စီကအပြစ်ခတ်ရာကြီးရစဲမယ်လို့ကြေညာထားပေမဲ့ နေ့စဉ်ရန်တန်ပြစ်ခတ်တိုက်ခိုက်နေတာကြောင့်တထုံခရိုင်တွင် ကြေးရွာအများစုမှာဒေသခံတွေနေနဲ့မနေရကြတော့ဘဲစစ်ပေးရှောင်နေရတဲ့အခြေအနေဖြစ်ပေါ်နေတာပါစစ်ကောင်စီကတထုံခရိုင်တွင်ရှိကြိုက်ထူဘီးလင်းနဲ့တထုံမြို့နယ်ကကြေးရွာတွေကိုမကြာခဏလက်နက်ကြီးပြစ်ခတ်တာလင်းနဲ့ဘုံကျဲတာတွေအခုနောက်ပိုင်းပုံမှုပြုလုပ်လာတာဖြစ်တယ်လို့စီးရဲသတင်းမီဒီယာကပြောဆိုထားပါတယ် စစ်သည့်အင်အားညှော်နေလာမှုနဲ့ဗက်ပြောင်းလက်နက်ချမှုတွေအစမတန်များပြားလာမှုကိုအစာထိုးဖြည့်ရှင်းနိုင်မှုစစ်ကောင်စီကပြည်သူစစ်မှုထမ်းဥပဒေကိုဗျူဟာတရက်အနေနဲ့တုံးပြနေတယ်လို့အန်ယူဂျီကပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။အရွယ်ရောက်ပြီးသူလူငယ်တွေကိုစစ်ရေးဗျူဟာတရက်အနေနဲ့ကျင့်သုံးပြီးစစ်ကောင်စီကစစ်မှုထမ်းစေခိုင်းနေတာဟာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်တယ်လို့တုံ့တန်နေကြပါတယ်။ တနေ့တခြားသတိရင်အားယွန်နေလာမှုနဲ့ဖက်ပြောင်းလက်နက်ချမှုတွေအစမတန်များပြလာမှုပေါ်အစားထိုးဖြစ်ရှင်းနိုင်ဖို့စစ်ကောင်စီဟာအမိခံပြည်သူစစ်မှုတန်းဥပဒေကိုဂျိုအာတီအနေနဲ့ကျင့်သုံးနေတယ်လို့ NUG ကဆိုပါတယ်။ဧပြီ28ရက်ကထုတ်ပြန်တဲ့မြို့သားညညရေးဆိုရ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့အာရမစစ်မှုထမ်းစီခြင်းမြန်မာနိုင်ငံရှိအတင်းအကျပ်စစ်မှုထမ်းစီခြင်းရဲ့လက်တွေ့အခြေအနေများစင်ခန့်စာမှာဖော်ပြထားတာပါ။မြို့သားလူငယ်ကွန်ဂရက် NYC ရဲ့ချက်လက်ရစစ်မှုရန်ခေါ်ယူတဲ့ဖြစ်စဉ်ပေါင်း186မှုတွေက အတင်းအဓမ္မဖျားပေးခေါ်ယူမှုဟာ960မှုရှိခဲ့တဲ့အတွက်63ရာခိုင်နှုန်းဟာဖျားပေးခံခဲ့ရတာလို့ဆိုပါသည်အဓမ္မစစ်သားစုဆောင်ခံရမှုကနေဖက်ပြေးတိတ်ရှောင်လာတဲ့လူငယ်တွေကိုအင်းနီးနာချင်းနိုင်ငံတွေအနေနဲ့လူသားချင်းစာနာတဲ့မူဝါဒကိုခြေခံပြီးစောင့်ရှောက်ပေးဖို့ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကတိုက်တွန်းထားတာပါမွန်ပြည်လူခွင့်ရေး Foundation Program Director နိုင်အေးမွန်ကစစ်မှုရန်ဥပဒေဟာလူငယ်တွေကိုတပ်ကွင်းထဲမှာလူသားတိုင်းဖြစ်အသုံးပြုနေတာမို့လူခွင့်ရေးများစွာကိုချိုးဖောက်နေတာလို့တန်လွင်တိုင်းကိုပြောပါတယ် ကိုယ်နိုင်ငံသားလူငယ်တွေကိုတက်ကွင်းထဲမှာလူသားဒိုင်းအဖြစ်အသုံးပြုတဲ့ UI ချက်ထက်မပိုတဲ့ဥပဒေဖြစ်နေတဲ့အတွက်နော်ချိုးဖောက်မှုအများကြီးကိုဒီဥပဒေဟာဖြစ်စေဖြစ်နေစေတာကိုကျွန်တော်ထင်ထင်သာသာမြင်ရမှာဖြစ်တယ်လူတယောက်လွတ်လပ်စွာနော်စုံမြတ်ပိုင်ခွင့်ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုချိုးဖောက်တဲ့နော်ကိစ္စတွေကတခြားသောကျွန်တော်တို့ အတင်းကျပ်အကောင့်တွေပေါ်တဲ့ကိစ္စရဲ့နောက်ဆက်တွဲချိုးဖောက်မှုတွေဖြစ်တဲ့เนาะမိသားစုကိုချိန်ချောက်တာအားတော့အကြက်ကင်တာအားတော့အတင်းအကျပ်အကြမ်းဖက်ခေါ်ဆောင်သွားတာအားတော့မလျော်မကန်တော့နီးနေတဲ့ငွေညှစ်တာအားတော့ငွေတောင်းတာအားတော့တစ်ဖက်ကလည်းအာဂိလိုက်စားတာအားတော့เนาะလွတ်လပ်စွာတွာလာခြင်းနေလွတ်လပ်စွာဟာလာကျွန်တော်တို့ဒီလူငယ်တဘာဝเนาะဒီသူတို့ရဲ့ကိုယ်ပိုင်အခြေအနေကိုအသုံးစွဲခွင့်နေကိုချိုးဖောက်နေတာတွေအပဝင်เนาะအဲ့အသက်ရှင်နေတိုင်းဘူးအတွက်เนาะဒီလောက်ကန်စားသွားရတဲ့အခွင့်အလမ်းတွေကိုလည်းချိုးဖောက်ပြီးသားဖြစ်နေတဲ့ဥပဒေဖြစ်နေတာ စစ်ကောင်စီကလူငယ်တွေကိုနေအိမ်တွေလုပ်ငန်းခွင်တွေနဲ့စစ်ဆေးကိတ်တွေမှာစီမံချက်ချပြီးဖမ်းဆီးမှုတွေပြုလုပ်ခဲ့တယ်လို့မိသားစုဝင်တွေကိုချင်းချောက်ကြက်ကင်တဲ့နီလန်းတွေနဲ့စစ်သားစုဆောင်နေတာပါအဲဒီလိုစစ်မှုထမ်းမှုစုဆောင်ခြင်းခံရတဲ့လူငယ်တွေထဲမှာအသက်မပြည့်သေးတဲ့ကလေးသူငယ်တွေနဲ့စစ်မှုထမ်းမှုမတင်လျော်တဲ့ရုပ်ပိုင်းစိတ်ပိုင်းမတန်ဆန်းသူတွေပါဝင်ကြောင်းကြေရှိရတယ်လို့ NUG ရဲ့စင်ခန်စာကဖော်ပြပါတယ်ဒါပြင်မြို့သမီးတွေကိုလည်းစစ်မှုထမ်းမှုအတင်းကျပ်အမြင့်ဆင်းကောက်ယူကြရရှိနေပြီးစစ်မြေပြင်အခြေအနေပုံမှုဆိုးဝါးလာရင် မျိုးသမီးတွေဟာနောက်ထပ်ပြတ်မှတ်ဖြစ်လာလိမ့်မယ်လို့ခန့်မှန်းထားတာပါလူ့ခွင့်ရေးလှုပ်ရှားသူတွေကတော့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်တဲ့အတွက်လူတဦးတယောက်ရဲ့ public ကလွတ်လပ်ခွင့်နဲ့စိုးပြတ်ပိုင်ခွင့်တွေကိုကျော်လွန်ချိုးဖောက်နေတာလို့ထောက်ပြကြပါသည်အစိုးရခန်းစာရအတင်းအဓမ္မတက်သားစုဆောင်ခံရသူတွေဟာလေ့ကျင့်ရေးသင်တန်းကျောင်းတွေမှာရောရှေ့လမ်းစစ်မြေပြင်မှာပါဖိအားပေးစီကန်းခံရတာတွေညှဉ်းပန်းနှိပ်စက်ဖြစ်ပေးခံရတာတွေရှိနေတယ်လို့သိရပါသည်စစ်သင်တန်းသားတွေဟာရှေ့လမ်းမှာစစ်တိုက်ထွက်ရခြင်းလုံခြုံရေးတာဝန်ထမ်းဆောင်ခြင်းအခွန်ကောက်ခြင်း မိုင်းရှင်းလင်းခြင်းစစ်ဘက်ခံတပ်တွေဆောက်လို့ရမှာအတင်းအကျပ်လှုပ်ခိုင်းခြင်းစတဲ့စေးတောင်တွေကိုချမှတ်ခံခဲ့ရတာပါမွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရနေနေကားကစစ်မှုထမ်းစုဆောင်ရေးဟာဘလူးဆိုင်နဲ့ဘလူးကာတာဖြစ်လို့စစ်တပ်အကျိုးစီးပွားအတွက်လူမဆန်စွာလူငယ်တွေကိုချနှင်းနေတာလို့တံတွေတိုင်းကိုပြောပါတယ်သူတို့လုံနေခြင်းဟာဘလို့မှ standard army ဘလို့မှနိုင်ငံတစ်ခုရဲ့စစ်တပ်တွေရဲ့လုံရမဟုတ်ဘူးဆိုတာသူတို့ကိုယ်တိုင်သိပေမဲ့သူတို့ရဲ့အကျိုးစီးပွားသူတို့ရဲ့အာဏာ တို့မိသားစုများရဲ့စီးပွားရေးဟိုဆက်လက်ပြီးတော့ခိုင်ခတီမာရေးအခိုင်ခသွားဖို့အတွက်ဒီလူငယ်တွေကိုချနှင်းနေတာပြီးသူတွေကိုဟိုချနှင်းနေတာလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အာနာရှင်စနစ်ကိုလက်နက်ကန်တဲဘဲဝင်သွားမှသာအမြင့်ဖြတ်ချိန်မုံနိုင်မှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့တော်လိုင်းအဖွဲ့တွေနဲ့လာရောက်ပူးပေါင်းကြဖို့နဲ့ထောက်ပံ့ကြဖို့နိုင်ငံကားကတိုက်တွန်းပါတယ်လက်ရှိမှာတော့စစ်မှုရန်ဥရိယအခြေခံစစ်တပ်နဲ့အပတ်စဉ်စက်နေအထိဖွင့်လှစ်လာပြီး အပတ်စဉ်တစ်ခုမှာတန်တန်းသား9000နှုန်းနဲ့ခေါ်ယူဖို့ရာထားထားတဲ့အတွက်လူငယ်6000လောက်ဟာစစ်ထဲတွန်းပို့ခံနေရတာပါစစ်ကောင်စီပြဋ္ဌာန်းခဲ့တဲ့ပြည်သူစစ်မှုထမ်းဥပဒေအရအသက်18နှစ်ကနေ35နှစ်အတွင်းနိုင်ငံသားတိုင်းဟာမဖြစ်မနေအ ਨੇ စုံနှစ်နှစ်ကနေ9နှစ်အထိစစ်မှုထမ်းရမှာပါဒါပြင်ဤဥပဒေအရကျုံးဝင်သူတွေကိုပြည်ပနိုင်ငံသို့ထွက်ခွာခွင့်ပိတ်ပင်တားမြစ်ထားပါတယ်ဒါဟာလူငယ်တွေကိုနိုင်ငံတွင်းမှာပိတ်လောင်ပြီးတဖြည်းဖြည်းချင်းလူသားတိုင်းပုံစံနဲ့တက်ကွင်းတွေကိုပို့ဆောင်နေတဲ့အစီအစဉ်တရက်တာဖြစ်နေတဲ့ဥပဒေလို့ လူခွင့်ရေလှုပ်ရှားသူတွေကဝေဖန်ထားကြပါသည်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်ရီမင်မှာအမေရိကန်နဲ့ဗြိတိန်တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်ဒီအကြောင်းကိုတော့ဘေဘေကတင်ဆက်ပေးထားပါတယ် ရီမင်နိုင်ငံမှာဧပြီလ29ရက်ကအမေရိကန်နဲ့ပြည်ထိုင်တပ်တွေပူးပေါင်းပြီးစစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်းဗီဒိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။ကုန်တင်သင်္ဘောတွေကိုတိုက်ခိုက်ရမှာအသုံးပြုတဲ့ drone တွေလိုလက်နက်မျိုးတွေထုတ်လုပ်နေတဲ့ဟူတီအဖွဲ့ရဲ့ပစ်မှတ်တွေကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဗီဒိန်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ယီမင်မှာတိုက်ခိုက်မှုတွေအရှိန်မြင့်မှုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြီးခဲ့တဲ့လမှာညွှန်ကြားခဲ့တာပါ။ င်လယ်နီကိုဖျက်တမ်းသွားတဲ့ကုန်တင်တင်မောတွေကိုတိုက်ခိုက်နေတာမယက်မချင်းအီရန်ထောက်ပံ့ထားတဲ့ဟူတီအဖွဲ့ကိုတိုက်ခိုက်သွားမှဖြစ်တယ်လို့တမရထရန့်ကပြောထားပါတယ်ဂျီတိန်နဲ့အမေရိကန်တို့ဟာအရင်ကလည်းယီမင်နိုင်ငံမှာပူးတွဲဆစ်ဆင်ရေးတွေပြုလုပ်ခဲ့ပူပါတယ် ပင်လယ်နီမှာရှိတဲ့တင်မောတွေကိုတိုက်ခိုက်ရမှာအုံပြူတဲ့ drone တွေထုတ်လုပ်ဖို့ဟူတီအဖွဲ့အုံပြူနေတဲ့မြို့တော်စားနာတောင်ဘက်24ကီလိုမီတာအကွာမှာရှိတဲ့အဆောက်အဦတွေကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပြည်တွင်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ကြေညာချက်မှာဖော်ပြထားပေမဲ့ထိခိုက်သေးဆုံးမှုနဲ့ပတ်သက်လို့အသေးစိတ်ကိုမဖော်ပြထားပါဘူး။အဲ့ဒီဒေတာကအရက်သားတွေထိခိုက်မှုအ ਨੇ ဆုံးဖြစ်စေရင်ညအချိန်မှာတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အဲ့ဒီကြေညာချက်မှာဖော်ပြထားပါတယ်။ American စစ်တပ်ဘက်ကတော့ဒီသတင်းနဲ့ပတ်သက်လို့မှတ်ချက်မပေးသေးပါဘူး။ ယင်းနမှာရှိရဲ့အာဖရိကရွှေ့ပြောင်းနေထိုင်သူများထိမ့်သိမ်းရေးစင်တာတိုက်ခိုက်ခံရပြီးလူ68ဦးသေဆုံးခဲ့တယ်လို့ဟူတီအဖွဲ့ထိန်းချုပ်ထားတဲ့သတင်းဌာနကဖော်ပြပါဗျ။အရသာတွေထိခိုက်သေဆုံးမှုရှိတယ်ဆိုတဲ့ပြောဆိုမှုတွေရှိနေကြောင်းသတိပြုမိပြီးလေးလာစီစစ်နေတယ်လို့အမည်မဖော်လိုတဲ့အမေရိကန်အရာရှိတဦးကပြောပါဗျ။ပြီးခဲ့တဲ့ဆယ်စုနှစ်မှာယင်းမြန်နိုင်ငံရဲ့ဒေသများစွာကိုဟူတီအဖွဲ့ကထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။ င်လယ်နီကိုဖျက်တမ်းတဲ့ Israel နဲ့ဆက်စပ်တဲ့တင်မောတွေကိုဟူတီအဖွဲ့က2023ခုနှစ်နိုဝင်ဘာလမှာကတည်းကပြစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။ဂါဇာမှာရှိတဲ့ပါလက်စတိုင်းသားတို့နဲ့တသားတဲ့ယက်တီရဲ့အနေနဲ့ဒီလိုတိုက်ခိုက်နေတာဖြစ်တယ်လို့ဟူတီအဖွဲ့ကပြောထားတာဖြစ်ပါတယ်။မြမငင်းချမ်းရေမလေးရှားရဲ့တွန်းအားပေးမှုကိုစင်ကာပူနဲ့ကမ္ဘောဒီးယားတို့ကထောက်ခံလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝန်ကြီးကပြောပြပေးထားပါတယ်။လူသားချင်းစာနာထောက်ထားမှုကုညီပေးရေးလှူသားတွေ ဘေးအန္တရာယ်ကင်းစေဖို့နဲ့မြမပြည်သူတွေအတွက်ငြိမ်းချမ်းရေးဆောင်ကျဉ်ပေးရေးသက်ဆိုင်ရာစုဖွဲ့အားလုံးနဲ့ဆွေးနွေးညှိနှိုင်းမှုတွေဆက်လက်လှုပ်ဆောင်ဖို့အာဆီယံဥက္ကဋ္ဌမလေးရှားရဲ့ကြိုးပမ်းမှုကိုထောက်ခံကြောင်းကမ္ဘောဒီးယားနဲ့စင်ကာပူကပြောကြားလိုက်ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မန်နဲ့စင်ကာပူဝန်ကြီးချုပ်လော်ရစ်ဘောင်တို့ကိုတရားစီဖုံးနဲ့ဆက်သွယ်ဆွေးနွေးမှုအတွင်းအခုလိုပြောကြားခဲ့တာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဒရာအီဘရာဟင်ကဧပြီ29ရက်မှာပြောကြားလိုက်ပါတယ်။ ဲ့ဒီဖုံးခေါ်ဆိုမှုအတွင်းဒေတာဆိုင်ရာအကျိုးစီးပွားတွေနဲ့သက်ဆိုင်တဲ့ခြားကိစ္စရပ်တွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။မကြာသေးခင်ကဘန်ကောက်မှာမြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပြီးမြို့သားညွေရေးဆိုရ NUG ဝန်ကြီးချုပ်မဝင်းခန့်တန်းနဲ့လည်းတွေ့ဆုံခဲ့ကြောင်းဝန်ကြီးချုပ်အန်ဝါကပြောကြားရမှာကမ္ဘောဒီးယားနဲ့စင်ကာပူဝန်ကြီးချုပ်တို့ကထောက်ခံကြိုဆိုကြောင်းပြောကြားခဲ့ပါတယ်။ဒီတွေ့ဆုံမှုတွေဟာမြန်မာနိုင်ငံမှာရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေအတွက်အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ရှုမြင်ကြကြောင်းဝန်ကြီးချုပ်အန်ဝါကပြောပါတယ်။ ကမ္ဘောဒီးယားစင်ကာပူဝန်ကြီးချုပ်တို့နဲ့တွေ့ဆုံမှုအတွင်အထူးသဖြင့်အမေရိကန်နဲ့အခွန်ပြချမ်းမှုအပါအဝင်ဒေသဆိုင်ရာကုလသမဂ္ဂကိစ္စတွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ဝန်ကြီးချုပ်အန်နွာကပြောကြားထားတာဖြစ်ပါတယ်မနက်ဖြန်မေလာတရက်နေ့အတွက်မိုးလေဝသအခမ်းအနားချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ဒီကနေ့မြန်မာစံတော်ချိန်ညနေ9နာရီအချိန်တိုင်းထွာကြရာမြို့ဝကျုံးပေါ်ဒေသတွေမှာတိမ်အသင်းသင်းမှတိမ်ထူထပ်နေပြီးတောင်ပိုင်းဒေသတွေမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာတိမ်အသင်းသင်းဖြစ်ထွန်းနေတာကိုတွေ့ခဲ့ရပါတယ်။အရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုလူပုံရိပ်တွေမှာတွေ့မြင်ခဲ့ရပါတယ်။အပူပြန်တတ်တဲ့တိမ်တွေကြောင့်မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး နေ့လယ်နဲ့ညနေပိုင်းမှာလျှက်စီးလက်ခြင်းမိုးချိုးပစ်ခြင်းစိုက်စင်းလေပြင်းများတိုက်ခတ်ခြင်းမိုးတီးကျွေခြင်းနဲ့လေဆင်နှာမောင်းတိုက်ခတ်ခြင်းမြို့ပြဒေသတွေမှာရုတ်တရက်ရေလွှမ်းမိုးခြင်းဖြစ်ပေါ်နိုင်တဲ့အတွက်မိုးလေဝသဖြစ်စဉ်များကိုအထူးသတိပြုမေးထိုင်ကြရမှာဖြစ်ပါတယ်။မနက်ဖြန်အတွက်ခန့်မှန်းချက်ကတော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသက်သက်မှတိမ်ထူထန်နိုင်ပါတယ်။ထူကြတဲ့အခြေအနေကတော့မြန်မာနိုင်ငံအရှေ့မြောက်ဘက်နဲ့အနောက်တောင်ဘက်တို့ကနေရွေလျားလာတဲ့လေပွေလိုင်းတွေကြောင့် ဧပြီလ30ရက်နေ့ကစတင်ကမြန်မာနိုင်ငံနေရအနှံ့အပြားမိုးရွာသွန်းနိုင်ပါတယ်။အထူးသဖြင့်ဇကိုင်းတိုင်းအထက်ပိုင်းရှမ်းပြည်နယ်၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊ပဲခူးတိုင်း၊ကရင်နီပြည်နယ်နဲ့တနင်္လာရီတိုင်းတို့မှာနေရအနှံ့အပြားမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။ဇကိုင်းတိုင်းကဏီမြို့နယ်၊ပဲခူးတိုင်း၆မြို့နယ်၊စောမြို့နယ်၊ကန့်ကောမြို့နယ်၊ရှမ်းပြည်နယ်ဟာခါမြို့နယ်၊ရခိုင်ပြည်နယ်တန်တွဲမအီမြို့နယ်မန္တလေးတိုင်းမြောင်းဦးမြို့နယ် ရှမ်းပြည်နယ်ရွာငံမြို့နယ်အေယဝတီတိုင်းလက်ပုတာပန်းတနော်ဝါခဲမမြန်အောင်မြို့နယ်ပဲခူးတိုင်းပဲခူးမြို့နယ်ဖြူးမြို့နယ်စကိုင်းတိုင်းကဏီမြို့နယ်မကွေးတိုင်းချောင်းမြို့နယ်စောမြို့နယ်ဂံကောမြို့နယ်ချင်းပြည်နယ်ဟာခါမြို့နယ်ရခိုင်ပြည်နယ်တန်တွဲမအီမြို့နယ်မန္တလေးတိုင်းမြောင်ဦးမြို့နယ်ရှမ်းပြည်နယ်ရွာငံမြို့နယ်အေယော်ဒီတိုင်းလက်ပွတ်တာပန်းတနော်ဝါခဲမရန်အောင်မြို့နယ် ပဲခူးတိုင်းပဲခူးမြို့နယ်ဖြူးမြို့နယ်ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ကရင်ပြည်နယ်ဖမ်းမြို့နယ်ဒီမှာနေရာကွက်လုံမိုးကြီးနိုင်ပါတယ်ရခိုင်ကံယူရန်နဲ့မြဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောင်အနောင်မြောက်ဘက်ကနေတနအီ9မိုင်မှာ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းတင်းတင်းရှိနိုင်ပါတယ်။တနင်္လာရီကံယူရန်နဲ့မုတ်တမာကွေတို့မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအီ10မိုင်မှာ -10 ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းတင်းတင်းရှိနိုင်ပါတယ်။ မြန်မာနိုင်ငံတဝါလုံးမှာနေအပူချိန်တွေရောကျနေပါတယ်။အမြင့်ဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နယ်ဖအံမြို့တို့မှာ34ဒီဂရီစင်တီဂရိတ်ရှိနေတဝယ်မြို့မှာ35ဒီဂရီစင်တီဂရိတ်ရှိနေပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကရင်နီပြည်နယ်နဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာခရမ်းလော်ရောင်စီအမျိုးငယ်အလို့ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်ပြီးကြံတပြည်နယ်လုံးမှာတော့အလို့မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ မြန်မာနိုင်ငံနေရာဒေသအများစုမှာမြူကြဆဲမှုရောကြနိုင်ပါတယ်ဒီဘိုးလေးဝသားစီစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုမ္ပဏီကနေရယူဖော်ပြတာဖြစ်ပါတယ်။တောင်လင်းထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်